လူတွေရဲ့ဘဝရှိသန်မှုကအတဝင်တွေများစွာနဲ့ပြည့်နှက်နေတယ်လို့နေထွက်လာတဲ့အချိန်ကစလို့နေမဝင်ခင်အထိရေဆိုင်ရတဲ့စိတ်ဖိစီးမှုပေါင်းကလည်းများစွာပါပဲဒီလိုမျိုး စိတ်ဖိစီးမှုတွေကရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အလေးအထားလေးတွေကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင် ပထမအုပ်ဆုံးတစ်ခုကတော့ကိုနေဟန်သားမမန်နာပါ ကိုနေဟန်ထားမမှန်တာကကြော်ယူနဲ့ကျွတ်သားနာကျင်တာလိုမျိုးရုပ်ပိုင်းဆိုင်ရာကျမယူပဲထိခိုက်စေနိုင်တယ်လို့တော်တော်များများကယူဆနေကြပါတယ်။တကယ်တမ်းကတော့မဟုတ်ပါဘူးเนาะ။ကိုနေဟန်ထားမမှန်တာကစိတ်ကျမယူကိုပါထိခိုက်စေနိုင်ပါတယ်။လိလမှုတွေအရထိုင်တဲ့အခါမှာမမက်လီထိုင်တာကစိတ်ကြောက်မှုကင်းဝေးစေတယ်လို့ဆိုပါတယ်။ပုံစံမမှန်ထိုင်တာကအကောင်းမြင်စိတ်ကိုတိုးစေပြီးတော့စိတ်ကြောက်မှုကိုလည်းကင်းစေနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့ကိုလက်လှုပ်ရှားမှုမရှိတာပါ။စိတ် ်ကိုပါကျမစီဖို့အတွက်ကိုလက်လှူရှာမှုပုံမှန်လေးလုပ်ပေးဖို့လိုပါမယ်။တနည်းတာမှကိုလက်လှူရှာမှုကိုမြန်မြန်မလုပ်ဖြစ်ရင်တောင်မှပဲလမ်းလျှောက်တာခရွတ်ရွတ်လေးပြေးတာမျိုးကလည်းစိတ်ကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။နေ့စဉ်ကိုလက်လှူရှင်ကန်လှုပ်တာကစိတ်ကျန်းမာစေနိုင်ပါတယ်။လေ့ကျင့်ကန်လှုပ်တဲ့အခါမှာပျော်ရှင်စေတဲ့ဟော်မုန်းတွေကိုထွက်ရှိစေပြီးတော့စိတ်ကံစားမှုကောင်းစေပါတယ်။ဒါကြောင့်တနည်းကို15မိနစ်လောက်တော့လေ့ကျင့်ကန်ပုံမှန်လုပ်ပေးပါနော်။နောက်တစ်ခုကတော့ဆိုရှယ်မီဒီယာအလုံးကျုံသုံးတာပါ ဖုန်းတွေပေါ်ပေါ်များများပေါ်လာပြီးတဲ့နောက်မှာလူတူတော်များများကသူတို့ရဲ့အချိန်တွေကိုဆိုရှယ်မီဒီယာသုံးရင်းနဲ့ပဲကုန်ဆုံးကြပါတယ်။ဒီလိုမျိုး Facebook အသုံးများတာဆိုရှယ်မီဒီယာအသုံးများတာကအစိုးရစိတ်ကိုများစေတယ်လို့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုကျစေပြီးတော့မနာလိုစိတ်တွေကိုလည်းများစေပါတယ်။ဒါအပြင်အထီးကျန်တယ်လို့လည်းခံစားရစေနိုင်ပါတယ်။ဒီလိုကနေမှတစဉ်စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။အကြောင်းစိတ်ကျန်းမာစေဖို့အတွက်ဆိုရင်တော့ဆိုရှယ်မီဒီယာကိုအလုံးအကျုံမသုံးပါနဲ့နော်။နောက်ထပ်တစ်ခုကတော့ဖုန်းအသုံးများ တာပါဆိုရှယ်မီဒီယာအသုံးများတာတွေမဟုတ်ပါဘူးစမတ်ဖုန်းအသုံးများတာကလည်းဆိုရှယ်မီဒီယာအသုံးများတာလိုပါပဲစိတ်ပြည့်စုံမှုများတာစိတ်တက်ကြတာကိုခံစားရစေပြီးတော့အထီးကျန်စေနိုင်ပါတယ်ဖုန်းတွေကိုတစ်ချိန်လုံးသုံးဆွဲနေတာကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ဂျန့်ဖူအစားများတာပါကွတ်ကီတို့အာလူးကျော်တို့လိုမျိုးဂျန့်ဖူတွေက စားရတာအရသာရှိပေမဲ့တကြားပါဝင်မှုများတယ်လို့အစီနဲ့အငံလဲခဲ့ပါတယ်အချိန်ကျ င်ပြုပြင်ထားတဲ့အတွက်ကြောင့်မို့လို့ကျမကြီးနဲ့မညီညွတ်ပါဘူး။ Jeff အစမ်းများတာကအနှလုံးထိခိုက်တာ၊သွေးရည်အဆီများတာလိုမျိုးရုပ်ပိုင်းဆိုင်ရာကျမကြီးကိုထိခိုက်စေနိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာကျမကြီးထိခိုက်မှုအနေနဲ့စိတ်တက်ကြတာစိုးရိမ်စိတ်များတာတွေကိုပါခံစားရနိုင်ပါတယ်။ဒါကြောင့်စိတ်ရောကိုယ်ပါကျန်းမာစေဖို့ဆိုရင်တော့ Jeff တွေကိုရှော့စားပါနော်။ဒီလောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အလေးထားစိုးတွေကိုတည်တော့ဘူးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။